နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့မြန်မာအင်းနင်းချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တကာမျိုးတော်အပါအဝင် နေရာအများပြားမှာဧပြီလ17ရက်နေ့ညနေကအင်အားလေးရစ်တာစကေးရှိတဲ့ငလျင်တစ်ခုလုခတ်သွားခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်မိုးလဝါဒဌာန BMD ကသတင်းထုတ်ပြန်ပါတယ်ဒါကနဲ့နိုင်ငံအတွင်းကတခြားနေရာအများပြားမှာပဲညနေ၄:၅၂မိနစ်အချိန်မှာငလီရင်လုတ်ခတ်ခဲ့တာဖြစ်ကငလီရင်ရဲ့ပြင်အားက ရစ်တာစကေးလေးရှိတယ်လို့ဘင်္ဂလားဒေ့ရှ်မူလဝါဒဌာန BMD ကမူလဝါဒပညာရှင်ဂိုလန်မိုစတဖာကမီဒီယာတွေကို ပြောကြားပါတယ်။ယူရိုတက်ကအပါအဝင်နိုင်ငံ အနှံ့အပြားမှာငလျင်လောက်ခတ်ခဲ့တာကိုတိတိတသာခန်းစားခဲ့ရတယ်လို့လေဒေတာခန်တွေက ပြောဆိုပါတယ်။ငလျင်ဘ ਹੁ ချက်ဟာတက္ကမျိုးက105ကီလိုမီတာအကွာမှာရှိတဲ့ ရမန်ဘာရီယာနီတဝိုက်ဖြစ်ပြီးဒီကိစ္စကိုဆက်လက်ဆောင်ရွက်နေတော့မှာပဲလို့လေကိုလန်မိုစတဖာကထပ်လောင်းပြောကြားခဲ့ပါတယ်။အင်္ဂလိပ်ရင်းနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်ကလူအတော်များများက Facebook မှာရေးသားဖော်ပြထားကြပေမဲ့ထိခိုက်ပျက်စီးမှုတည်င်းကိုတော့မရရှိသေးဘူးလို့ဆိုပါရရှင်။